ဆိုတော့နိုင်ငံကတရုတ်ရုရှားအာဆီယံပြီးတော့ UNSC လို့ခေါ်တဲ့ကုလသမဂ္ဂကုလသမဂ္ဂလူတွင်းကောင်စီပေါ့အားလုံးငြိမ်နေတယ်အားလုံးငြိမ်နေတဲ့အကြောင်းဆွေးနွေးမယ်ဆိုတဲ့အချိန်မှာပဲဒီနေ့ကျွန်တော်တို့ရန်ကုန်မှာရှိတဲ့ပြည်နှစ်တိုင်ရောင်းနေပြီးတော့အခုဘုံကျဲတက်ခဲမှုနဲ့ပတ်သက်ပြီးတော့ရှုံချတဲ့အကြောင်းပေါ့ဒီ statement တစ်ခုထွက်လာတာကျွန်တော်တွေ့ရပါတယ်ထုတ်ပြန်တဲ့တစ်ခုပေါ့နော်ထူးခြားထွက်လာတဲ့ထုတ်ပြန်တဲ့တစ်ခုတနေ့တိုင်ယုံနေရောတနေ့အဖွဲ့အစည်းတွေရောအားလုံးငြိမ်နေရကျွန်တော်တွေ့ရတယ်ဆိုတော့ ောက်တစ်ခုကနံပါတ်2ချက်ကတော့စစ်ကောင်စီရပဲစစ်ကောင်စီခေါင်းဆောင်ရဲ့မော်စကိုခီးစင်ပြီးမှာဟလာအဲ့မှာသူတရုတ်သမ္မတနဲ့လည်းသူတွေ့ဆုံခွင့်ရခဲ့တယ်ဒါတွေကပဲစစ်ကောင်စီတွက်ကပို့ပြီးတော့အားရှိစေခဲ့သလားငါတို့လို့ချင်တာလုပ်လို့ရတယ်ငါတို့ဘက်ကနေပြီးတော့ဟလာငါတို့ဘက်ကနေသူတို့ဘက်ကင်ပေးတဲ့ဟလာနိုင်ငံကြီးနဲ့နိုင်ငံရှိတယ်ဒါကြောင့်ပဲငရဲခွေကြီးတကောင်လို့ခုနကကိုချော်ကပြောသလိုပဲ ရိုင်းဆိုင်နေလို့ပဲပြုနာနဲ့ပတ်သက်ပြီးတော့ဟလာလောက်ခွင့်ရှိတယ်ဆိုတဲ့သဘောမျိုးသူတို့စိတ်ထဲမှာလည်းရှိနေတယ်လည်းဖြစ်နေတယ်ပေါ့နော်